အားလုံးပဲမင်္ဂလာပါရေဝရှမ်းဒီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မေလ25ရက်နေ့တနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာ ကျွန်တော်ကျွန်တော်မိဘတွေကျွန်တော်တို့ဒါတွေ့ဆုံဆွေးနွေးနေတဲ့ပုံစံလေးအတိုင်းပဲတင်ပြပေးမှာပါပရမဦးစွာကျွန်တော်မိဘတွေကိုအတိပေးလို့တာကအကြမ်းဖက်စစ်ခွေးတက်တိုက်တိုင်းရှုံးချင်းကြအဖွဲတွေ လက်ရှိကင်ပြင်းနေမှာဖာတီတူရဲ့ဒီချက်နဲ့အတူစကန်တစ်ခုဝီးတစ်ခုတလောင်းမီတလောင်းပုံနေတဲ့အချိန်မှာမင်းအောင်လှန်ရဲ့မိမတောက်ခေါ်ရဲ့အကြံပေးပို့မှုနဲ့ရကြချီနေတယ်လို့သတင်းရရှိထားပါတယ်။ဝစီပိတ်ဆရာတော်စီသွားပြီးတော့ဖာတီတို့ရဲ့ဒီချက်နဲ့ဖင်ပြောင်းပြင်းနေရတဲ့ သူရဲ့ငက်စနူခွေအတွေပြီးတော့သူရဲ့စကန်းနေတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ့်ပိုက်ခံနေရတဲ့အခြေအနေမှာဝစီပိတ်ဆရာတော်စီသွားပြီးတော့ရကြခြေဖို့အတွက်မင်းအွန်လိုင်းရဲ့မိမကျူကျူလာတောက်ခေါ်လေးကအကြံပေးလိုက်တယ်လို့သိရပါတယ်တရားတော်စစ်နိုင်ရမယ်ဆိုတဲ့စကားအတိုင်းပဲရကြခြေချင်းနဲ့အတူတိကျပြတ်သားတဲ့ ်ဘူဟာတွေအောက်မှာဘလူမျိုးရက်လက်တွေထွက်ပေါ်လာအောင်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်တရားတော်စစ်ကလည်းအမှန်တကယ်အောင်နေတာကိုဗျာဒီကနေ့မှာကျွန်တော်တင်ပြမယ့်အကြောင်းအရာကဖြည်တွင်စစ်အမှန်တကယ်စပါတော့မယ်ပြင်ဆင်ဖို့လိုအပ်ပါတယ်ဘသူတွေပြင်ဆင်မှာလဲကျွန်တော်ဖြည်တွင်စစ်ဘယ်အချိန်ကစတယ်ဘယ်အချိန်မှအဆုံးသတ်မှာလဲ ဒီကြောင်းတွေကိုတင်ပြပေးမယ်။နောက်ဆုံးမှာတော့ကင်ပီနယ်တွင်းထဲမှာမာပြူဟာကြကြစစ်စင်ရင်းတဲ့အတူအကြံဖက်စစ်ခွေးတက်စစ်ကြောင်းတွေစစ်ကူတွေတရင်တွေလုံးဝမှလှုပ်လို့မရတဲ့အခြေအနေဆိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အကြောင်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။အဲကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိဘတအူးချစ်စီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ်။ နေ့အတွေ့တရပြီးတရတပတ်ပြီးတပတ်ကျွန်တော်တို့ဒါအခုလိုပဲနေတင်ဆက်တယ်ကျွန်တော်တို့ဒီ chat box တွေမှာကျွန်တော်တို့ premium live တွေမှာဒုနဲ့ဒုဝင်းရင်ရင်းနဲ့ရှစ်ဆက်နေကြတာကျွန်တော်မိဘတွေကျမ်းမာချမ်းသာပါရဲ့လားကျွန်တော်တို့လူငယ်ရဲပေါ်ရက်ဘတ်တွေနဲ့လက်ရှိအရောက်တပ်ဖွဲ့ဝင်တိုင်းဒါတိုက်ပွဲဝင်နေခြင်းဟာကျွန်တော်မိဘပြည်သူ အားလုံးတပါ ကျွန်တော်မိဘပြည်သူတွေနဲ့ကျွန်တော်ညီကိုမောင်မတွေဘေကင်ချမ်းမာဖို့ပျော်ရွှင်နေဖို့ကျွန်တော်တို့အလွန်ကိုဒါဆန္ဒပြင်းပြစွာနဲ့နေ့စဉ်ဆူတောင်းပေးနေပါတယ်ဒီဆူတောင်းနေတဲ့ကြားမှာပဲအကြံဖတ်စစ်ခွေတက်ဟာကျွန်တော်တို့အယသပြည်သူကျွန်တော်တို့ကြေးရွာအတွင်းထဲမှာမင်္ဂလာဆောင်နေတဲ့မင်္ဂလာပွဲတစ်ခုကိုဘုံကျဲတက်ပြတ်ခဲ့ပြန်တယ်ဒီသတင်းကိုကျွန်တော်ပြောပြချင်တာဒါကအရေးကြီးတယ် ဆိုတော့အခြားသောမီဒီယာသတင်းထက်မှာတော့ဒါဒီဘုံချက်တိုက်ခိုက်မှုတွေအတွင်းမှာကျွန်တော်ရဲ့ယသပြည်သူတွေကလင်းငယ်အပါဝင်တော်တော်ကိုဆူဆူဝါဝါဒါရုပ်ပြက်ဆင်းပြက်တိုက်ဆုံးခဲ့ရတဲ့ဓပုံຫນွေလဲထွက်ပေါ်နေပါတယ်ကျွန်တော်ရဲ့ Telegram မှာလည်းတင်ပြထားပါတယ်ဆိုတော့ကလင်းငယ်တူဒါဥကောင်းမှာမပါနိုင်တော့တဲ့အခြေအနေအထိစုပ်ပြတ်သွားတဲ့ပုံစံတွေပြီးတော့မင်္ဂလာဖွဲ့ရဲ့သူတို့သမီးပါ လေကြောင်းပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတည်ဆုံသွားရတဲ့အတွက်ကျွန်တော်တို့အလွန်အင်မတန်စိတ်တိတ်ခိုက်ရပါလေရန်သူကတော့ရန်သူလိုပဲကျွန်တော်တို့ပြည်သူပေါ်ကိုရဲဆက်ဆက်ဆက်ဆံနေတဲ့အတွက်ကျွန်တော်တို့အနေနဲ့အထူးဂရုပြုရပါမယ်ဒီပစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကသတိပေးချင်လို့ဒီအကြောင်းကိုပြောမှာပါဟုတ်ပြီဘုကိုယ်တိုင်ကြောက်ကြီးမြို့နယ် ကျွန်ကြီးကျေးရမင်္ဂလာဆောင်ကိုအကျမဖက်စစ်ခွတ်တက်ကလေချောင်းကနေဘုံကျဲမှုအတွင်မှာသူတို့သမီးအပါဝင်ကလေးငယ်တွေရောကျွန်တော်ယသားပြည်သူ10ဦးဝချင်းပြည်တည်ဆုံးပြီးတော့ပြင်းထန်တဲ့ဒဏ်ရာတွေအယောက်20ကျော်ရှိခဲ့တယ်လို့ကနေဦးသတင်းတွေမှာတွေ့ရမှာဖြစ်ပါတယ်ဘုံကျဲတက်ခိုက်မှုကလည်းမင်္ဂလာဆောင်နေတဲ့မန်တပ်အနည်းကိုပဲတိုက်ရိုက် ကျဲချခဲ့တာကျဲချခဲ့တဲ့အချိန်ကမနက်၈နာရီနဲ့55မိနစ်ဆိုတော့ကျွန်တော်တို့ကျွန်းကြီးကြီးရွာကြီးရွာဒလီမင်္ဂလာဆောင်တဲ့အချိန်လေးက မနက်အစောပိုင်းတွေမှာ လူစီကားလေးရှိပါတယ်ကျွန်တော်ဗီဒီယိုကြည့်နေတယ်ကျွန်တော်မိဘပြည်သူတွေကြီးလက်တောင်သူတွေမင်္ဂလာဆောင်တဲ့အချိန်လေးတွေအလှပွဲလုပ်တဲ့ကြီးလက်ရဲ့အချိန်လေးတွေအမှတ်ရနေဦးမှာပါ အလူပွဲရမ်းကြီးမတဲ့အချိန်ကျရင်ကျွန်တော်တို့တွေအမတ်စင်လေးတွေခေါ်ပြီးတော့တော့မှကျွန်တော်တို့စားတော့ခဲ့ရတဲ့အချိန်လေးတွေကိုလည်းအမတ်ရနေပါတယ်မိမိရဲ့အမတ်စင်1လားအမတ်စင်2လားအမတ်စင်3လားအမတ်စင်4လားအမတ်စင်5လားစသည်အဖြစ်လူကြီးပေါ်မူတည်ပြီးတော့အဆိုင်လိုက်အဆိုင်လိုက်ကျွန်တော်တို့ဗျာအလူပွဲကိုကြောက်လာတယ်ကျွန်တော်တို့မင်္ဂလာပွဲကိုကြောက်လာတယ်ဆိုရင်ကျွန်တော်တို့ကသူတို့အတွက်ဒါဒါလက်ဖွဲ့တော်၎င်းလက်ဆောင်တော်၎င်းပေးပို့ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကအမတ်စင် နံပါတ်ကက်လေးတွေထုတ်ပေးပါတယ်ဆိုတော့ကိုယ့်ရဲ့ကက်လေးတွေကိုကင်ထားရပါတယ်ပြီးတော့ကျွန်တော်တို့ဒါရွာကလာသားကောင်းတွေပေါ့ဗျာရွာတွေကလူတွေကဒါ low speaker ကြီးနဲ့អော်ပြီးတော့အမှတ်စင်ပြောပေးပါတယ်အမှတ်စင်တထမင်းစားလို့ရပါပြီထမင်းစားရကြွပေးပါဆိုတဲ့အတန်လေးတွေကျွန်တော်တို့ယနေ့အတိုင်းကြားနေရဆဲဖြစ်ပါတယ်ကျွန်တော်လဲကိုယ့်ရဲ့ကတ်ထဲကိုယ့်ရဲ့လက်ထဲမှာရှိတဲ့ကတ်လေးကိုကင်နေရင်းနဲ့ ဘယ်အချိန်ခေါ်မလဲဆိုတာကိုအမြဲတမ်းနားဆွင့်နေခဲ့ဘူးတဲ့လူငယ်တူပါဆိုတော့ဒီကနေ့မှာကျွန်တော်တို့ကျေးလက်ကမင်္ဂလာဆောင်လေးတစ်ခုကို မနက်၈နာရီကြောကြောမှာပဲအကျန်းဖက်စစ်ခွတ်တက်ကလေချောင်းကနေပြီးဘုံကျဲပြက်ခတ်တက်ဖြတ်ခဲ့တယ်ဆိုတော့အဲ့ဒီဒရင်မှာတွေ့ရတာကပြင်းထန်တဲ့ဒရင်ရရှိသူ20ကျော်ရှိပါတယ်သူသမီးလည်းဆုံးပါပြီးတော့၄နှစ်အရွယ်၆နှစ်အရွယ်ကလေးနှစ်ဦး တိတ်ဆုံးခဲ့တယ်လို့ကျွန်တော်တို့ဒေတာကပြည်သူတွေစီကပြန်လည်သိရှိထားရပါတယ်။ဆိုတော့တိတ်ဆုံးခဲ့တဲ့တပုတ်မှတ်တမ်းတွေကတော်တော်လေးကိုဆူဆူဝါဝါတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ Telegram မှာတော့ကျွန်တော်မိဘတွေသိရှိနိုင်ဖို့အတွက်အဲကျွန်တော် focus တောင်မှမဖြတ်ထားဘဲနဲ့တင်ပေးထားပါတယ်။ဒါတွေဟာကျွန်တော်တို့လက်ရှိနိုင်ငံအတွင်းမှာခန်းစားနေရတဲ့ကျွန်တော်တို့ကလေးငယ်တွေရဲ့တကယ်ဖြစ်အမှန်တွေမို့လို့ကျွန်တော်ကတော့ဘာမှ edit လုပ်ထားခြင်းမရှိပါဘူးဒီသင်းကတော့ ပရမဦးစွာကျွန်တော်တို့ဒီလက်ဒီသားရဲ့မင်္ဂလာ ပွဲလေးတစ်ခုပေါ်အကျန်းဖက်စစ်ခွေးတက်ကကျွန်တော်ရသားပြည်သူကိုရွေးချယ်ရှိရှိနဲ့တပ်ဖြတ်သွားတဲ့တိုက်ဆုံးခဲ့တဲ့ဒဏ်ရာရှိခဲ့တဲ့သတင်းတွေပါ ကျွန်တော်အခုသတင်းပြောနေတဲ့အချိန်ကာလမှာတော့နောက်ဆုံးကြားသိထားရတဲ့သတင်းအရာအယောက်30နီးပါးတိုက်ဆုံးခဲ့ရပြီလို့ ဝန်ွဲပွဲထပ်မံကြားလိုက်ရပါတယ်ဟုတ်ပြီဒီပစ္စည်းမှာကျွန်တော်အဓိကပြောချင်တဲ့အကြောင်းအရာကမင်္ဂလာဆောင်ကိုဘာကြောင့်ပုံချေတာလဲကျွန်တော်အရှိဗီဒီယိုအများအားဖြင့်ကျွန်တော်ဒါလေးချောင်းပြတ်မှုလေးချောင်းပြတ်ခတ်မှုနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘအနေနဲ့ဆွေးနွေးတင်ပြနေကြပါ လီကြောင်ကနေတိုက်ခိုက်ဖို့ဆိုရင်တိကျတဲ့ point D အမျိုးနေလိုအပ်ပါတယ်ဆိုတော့ဒီတိကျတဲ့သတင်းတိကျတဲ့ဒါ point D အညွှန်းတွေကိုသတင်းပေးပို့တဲ့သူ ရှိပါတယ်ဒါဆိုရင်သတင်းပေးပို့သူဟာအဲ့ဒီရွာအတွင်းမှာရှိနေတယ်လို့အတိတ်ပဲဖွင့်ဆိုလို့ရပါတယ်ဒါကိုကျွန်တော်တို့အမြဲတမ်းသတိပြုရပါမယ် ပြီးတော့အတူနဲ့တူကိုလည်းပဲအမြင်နဲ့သတိပေးနှိုးဆော်နေဖို့ရည်ကြည်ပါတယ်။တလန်ဟာသူ့အကျိုးစီးပွားအတွက်အခြားသူတွေဘလိုမျိုးပဲအခုလိုပဲတည်ကြည်ပါစေ။သူကတော့လွတ်သိမ့်နေလို့တတ်မှတ်ပြီးတော့သူ့ရဲ့အကျိုးစီးပွားအတွက်ပြောချင်တာကသူ့နေရာရဖို့အတွက်သူဒလန်လို့ တရင်ပြဖို့သွားလာတိုင်းဖြစ်နိုင်တယ်နောက်တစ်ခုကမနာလိုမုန်တိမှုတွေနဲ့ပြီးတော့အခြားသောအကြောင်းအရာတွေဆက်ဆက်ပြီးတော့လဲတရင်ပြဖို့သွားတာလဲရှိကောင်းရှိနိုင်ပါတယ်ဆိုတော့ဒီနေ့ဒီအချိန်မှာလက်ရှိအကျန်းဖတ်အုတ်စုမင်းအောင်လှိုင်တဲ့လေဘဲတွေဟာဒလန်တွေတရင်ပြဖို့မှုကြောင့် ်ကျွန်တော်တို့ရက်သားပြည်သူတွေရဲ့မိသည့်နေရာမစိုးဘုံကျဲတက်ဖြတ်ဖို့ဝင်မလေးတဲ့သူတွေပါမိသည့်နေရာမစိုးဆိုတဲ့စကားရက်မှာဘုံเจ้าတွေလည်းပါတယ်ဖះเจ้าတွေလည်းပါတယ်အခုလိုမျိုးမင်္ဂလာဆောင်ပွဲတွေလည်းပါတယ်ပွဲလန်းသဖြင့်ရှင်ပြုတ်ပွဲတွေကိုလည်းဘုံကျဲခဲ့တဲ့မှတ်တမ်းမှတ်ရာတွေတသက်တွေအများကြီးကျွန်တော်တို့လေ့လာ တွေ့ရှိနိုင်ပါတယ် ။တငင်းညင်တော်တိုက်ပွဲတစ်ခုဖြစ်တယ်ကရင်ပြည်နယ်အတွင်းမှာ။ဆိုတော့ဂျမေပတ်စစ်ခွေးတက်ဟာသူတို့တွေစုံရင်းစုံရင်းနဲ့အဲ့ဒီမှာရှိတဲ့ဒါခရစ်ယာန်ဖျားကြောင်းအနီးနားကိုသူတို့ရောက်လာတယ်။ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာနေတဲ့သူတွေကကရင်ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပါတယ်။ဆိုတော့ဟာသူတို့ကသူတို့ဖျားကြောင်းအနီးထိရောက်နေတဲ့ဂျမေပတ်စစ်ခွေးတက်ဒီမိစ္ဆာကောင်းတွေကို ပြက်ကက်ချိန်မုံနိုင်တဲ့အခြေအနေတွေရှိတယ်။ဒါပေမဲ့ဖះเจ้าထိခိုက်မှစိုးရင်လို့သူတို့တွေကခက်ခော်ခွာလီဝင်းရံပိတ်ဆို့ထားတယ်လို့ကျွန်တော်သိရှိခဲ့ရတဲ့အကြောင်းအရာလေးကိုကျွန်တော်မိဘတွေကိုအနေနဲ့အတင်ပြအကျင်ပါတယ်။ဆိုတော့ဒီလိုမျိုးဒါတစ်ဖက်နဲ့တစ်ဖက်ဗတယ်ဖြစ်နေတဲ့အချိန်မှာကျွန်တော်တော်လန်တော့တပွဲဝင်တွေကဒါဒီဖះเจ้าမထိခိုက်စေချင်တာလဲပါတယ်။ ပြီးတော့အဲ့ဒီမှာဘုရားကျောင်းအနီးမှာနေနေတဲ့အယတားပြည်သူတွေကအများကြီးကျေးရွာကျေးရွာရဲ့အလေကောင်းမှာဆိုတော့ကျွန်တော်ပြည်သူတွေရဲ့အိမ်လေးတစ်လုံးတဲလေးတစ်လုံးပို့တော်မှာတနက်ကြီလေးတစ်ချက်မထိစေချင်တာကျွန်တော်တို့လူငယ်တွေရဲ့အမှန်တကယ်ဆန္ဒတွေပါ။ဘာကြောင့်လဲကျွန်တော်တို့တက်ကယ်လေးတွေလုတ်ခဲ့မှုတွေကျွန်တော်တို့အင်ပက်လေးတွေတရားချင်းကောက်ပြီးတော့ အမိုးမိုးဖို့အတွက်အိမ်ဘက်အမိုးလေးတွေကျွန်တော်တို့လက်နဲ့ကျွန်တော်တို့လုပ်ခဲ့ဘူးတယ်ကျွန်တော်တို့ဝါးလေးတွေခုတ်ပြီးတော့ကျွန်တော်တို့တဲအိမ်လေးတွေစောက်ခဲ့ဘူးတယ်ဒါကတော်လန်တော့အချိန်လေးမှာပါဒီတော်လန်ရင်မတိုင်ခင်ကလည်းကျွန်တော်တို့ဒါမိမိတို့စားဝတ်နေရေးအတွက်မိမိတို့ကိုယ်၌စူးစမ်းရုံးကန်နေထိုင် စားတောက်ဖို့အတွက်အိမ်လေးတစ်လုံးဖြစ်ဖို့အတွက် အချို့သောညီကိုမောင်နှမတွေအိမ်ငှားတွေနဲ့အိမ်ငှားလေးတွေနဲ့နေရတဲ့အချိန်ငှားအဖေငှားဦးလေးငှားအမေငှားအတော်ခင်မှာလက်ထက်မှာဒါမပြည့်စုံခဲ့တဲ့ဘဝတွေကိုငါတို့ခင်မှာအိုးပိုင်အိမ်ပိုင်လေးတွေနဲ့နေရအောင်ငါတို့စူးစမ်းမယ်ဆိုပြီးညညစူးစမ်းတိဆောက်ခဲ့တဲ့အိမ်လေးတွေကျွန်တော်ကောင်းကောင်းတန်ဖို့ထားပါလေကျွန်တော်တို့ဒါတော်လိုင်းကာလာရောက်တဲ့အချိန်မှာအစားတောက်တွေကစားကျွန်တော်တို့အရန်ကိုတန်ဖို့ထားပါလေ ကျွန်တော်ရဲဘော်တွေအမြဲတမ်းမှားတယ်။သမင်းပူသမင်းကလေးလေးပူရင်တော့မှသေချာစနစ်တကျထားဖို့အတွက် နောက်နေ့အဲ့သမင်းကလေးကိုသမင်းသမင်းချမ်းလေးကိုကျက်တုံလေးတစ်လုံးလုံးနှီးစီလေးပပလေးစမ်းပြီးတော့သမင်းကြော်စားရင်ကျွန်တော်တို့ breakfast ကအဆင်ပြေသွားတာကိုဗျာဒီလိုမျိုးတံမိုးထားတဲ့ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တီးတီးဟာကျွန်တော်ရှင်းမှာပြောတဲ့ခရစ်ယာန်ဖုံးခရစ်ယာန်ဘုရားအကြောင်းကိုမထိခိုက်ဖို့အတွက် ကျွန်တော်တို့ကကာတဲ့ကာပစ်ပုံစံမျိုးလေးနဲ့ပဲကျွန်တော်တို့ဝန်းရံထားတယ်။အဲ့ဒီအချိန်မှာတစ်ဖက်မှကအကျမ်းဖက်စစ်ခွေးတက်ကနေရာယူထားတယ်။မကြပါဘူးတိုက်လေရှင်။ရောက်လာပါတယ်။အဲ့ဒီတိုက်လေရှင်ကအဲ့ဒီခရစ်ယာန်ဘုန်းကြီးကြောင်းတဲ့တဲ့ကိုဘုံကျဲဖြတ်စီးပလိုက်တာတဲ့တယ်ကြီး။အဲ့ခရစ်ယာန်ဘုရားကြောင်းထဲမှာဘယ်သူမှမရှိဘူး။တေးဥစရာလည်းမရှိတော့ဘူး။ အတင်းတူအတင်းသားတွေလည်းမရှိတော့ဘူးတနတ်တန်ကြတာနဲ့စစ်ပစ်ပြီးဆိုတာနဲ့သူတို့ကရှောင်ကြတာကိုဗျအဲ့ဒီနေရာမှာဘယ်သူမှမရှိပါရဲ့နဲ့အဲ့ဒီနေရာကိုဘာကြောင့်ဘုံကျဲခဲ့တာလဲကျွန်တော်မိဘတွေမှာအဖြေရှိမှာမှာဒါဟာအဲ့ဒီဖက်စစ်ခုတက်ရဲ့ရုပ်မှာရိုင်းစိုင်းမှုတစ်ခုတည်းကတက်သေးပါကျွန်တော်ရဲ့ဒါအရင်တင်ခဲ့တဲ့ဗီဒီယိုတွေမှာကျွန်တော်အဲ့ဒီဒါခရစ်ယာန်ဘုန်း ဖို့ခရစ်ယာန်ဘုရားအကြောင်းအတွင်းပိုင်းအထိကျွန်တော်ဝင်ရောက်ရိုက်ကူးပြီးတော့တင်ပြခဲ့တာရှိပါတယ်။နောက်ပိုင်းတွေမှာကျွန်တော်အဲ့ဒီဒီဘုရားအကြောင်းကိုဘုံကျဲမှုအဲ့ဒီအကြောင်းကိုကျွန်တော်အစုံစမ်းသိရှိရတဲ့အချက်အချက်ထပ်ပေါ်လာပါတယ်။အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီခရစ်ယာန်ဘုရားအကြောင်းကိုဘုံကျဲဖို့အတွက် location point degree အညွန်းနေရာပေးခဲ့သူကအကျမဖတ်စစ်ခွေးတက်ရဲ့ အရာရှိတဦးဖြစ်တယ်လို့ကျွန်တော်တို့သိရပါတယ်။ဆိုတော့အဲ့ဒီအရာရှိအဲ့ဒီတိုက်ပွဲအတွင်းမှာရှိနေတယ်တဲ့။ဒါပေမဲ့အဲ့ဒီဖျားချောင်းအတွင်းမှာကျွန်တော်တို့ဒါတိုင်းနာတပွဲဝင်နေရောကျွန်တော်တို့ပြည်သူ့ကဝေးတပွဲဝင်နေကိုတက်ဆွဲထားတာနေရာယူထားတာမရှိဘူးဆိုတာကို तू လဲသိတယ် तू လဲမြင်တယ်တဲ့။ဒါပေမဲ့အဲ့ဒီနေရာကိုဘုံကျဲခိုင်းခဲ့တယ်။ဆိုတော့ဒီလိုកောင်မျိုးတွေရှိနေတယ်ဒီလိုកောင်မျိုးတွေ မိမှုနေတဲ့လက်ရှိအာနာယုအုပ်စုဘာကြောင့်ဘုံကျဲလိုက်တာလဲဘာကြောင့်အမိပေးလိုက်တာလဲဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေပဲမှတ်ချက်ပြုအောင်မှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်သတင်းပြောနေတဲ့အချိန်မှာပဲအယောက်30အထိတိတ်ဆုံးမှုတွေရှိနေတယ်ပြီးတော့စေဝါကုသမဲ့အခက်ခဲမျိုးစုံကိုလည်းကြုံတွေ့နေရတယ်လို့ကျွန်တော်သိရှိလိုက်ရတဲ့အချိန်မှာ တော်တော်လေးကိုစိတ်ကောင်းဖြစ်မိပါတယ်ဒီနာကျင်မှုတွေကျွန်တော်တို့လည်းခံစားခဲ့ရပူတယ်ကျွန်တော်ဟာသတင်းမီဒီယာလောကကလာတဲ့သူတူမဟုတ်ပါဘူးနိုင်ငံရေးလောကကလာတဲ့သူလည်းမဟုတ်ပါဘူးကျွန်တော်ဟာဘယ်ပါတီဝင်မှလည်းမဟုတ်ပါဘူး2021အာနာသိမ်းပြီးကြကခိုင်မာစွာနဲ့ပြတ်သားစွာ ဆုံးဖြတ်ခဲ့တဲ့ရေပေါ်တအူပါ ဒီနေ့ဒီချိန်ထိလဲတိုက်ပွဲဝင်နေစဲပါဒါကြောင့်လက်နက်ကြီးထိတယ်လက်နက် damage တွေနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိနာကျင်ခံစားရမလဲဆိုတော့ကျွန်တော်ကောင်းကောင်းသိပါတယ်စေဝါကုသမှုကြံ့ကြာတဲ့အခြေအနေဇိုးတွေရောက်သွားရင်ပို့ပြီးတော့ခံစားရခက်ပါတယ်ပျောက်စီလူလူမရအောင်ပရာစီမိုနီတစ်လုံးလောက်တောက်လို့မရအောင်ဟုတ်ပြီ ဒါကတော့လုံအင်မတန်ရက်ဆက်ရုပ်မာတဲ့ကျွန်တော်တို့ရင်ဆိုင်တွေ့နေရတဲ့ရန်သူဟာဒါခေါင်းစဉ်မဲ့ဘာမှတိကျခိုင်မာမှုမရှိတဲ့သတင်းပေးဒလန်တွေကြောင့်ကြောက်အားလန့်အားနဲ့ကျွန်တော်တို့ပြည်သူပေါ်ခုလူပဲရက်ဆက်မှုတွေအများကြီးတဲ့ကထပ်မံကျူးလွန်လိုက်တဲ့ပြစ်မှုတစ်ခုပါဟုတ်ပါတယ်နောက်တစ်ကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာက သူတို့ဘလူမျိုးပဲကျွန်တော်တို့ပြည်သူပေါ်ချင်းချပြနေပါစေလက်ရှိသူတို့တွေစက်မြေပြင်တိုင်းမှာအရှုံးကြီးရှုံးနေရပါတယ်ပုံမထူးခြားကောင်းမွန်လာတာကကျွန်တော်တို့ပြည်သူကော်ရေးတပ်ဖွဲ့ဝင်တွေ ERO တပ်ဖွဲ့ဝင်တွေကလက်တွဲညီစွာနဲ့စည်ရေးမဟာပြူဟာအကြကြတေချာစွာအမိတ်စည်းစင်းမှုတွေနဲ့အတူအနောက်ကပြည်သူကဝင်းရင်နဲ့ ဒါရိတ်ကထောက်ပို့တဲ့လူကရိတ်ကထောက်ပို့တယ်ထမင်းချက်တဲ့လူကထမင်းချက်တယ်ရှေ့ထဲမှာတိုက်ပွဲဝင်နေတဲ့လူလူငယ်တွေကတိုက်ပွဲဝင်နေနောက်တန်းမှာစေဝကုသနေတဲ့စေဝကုသသူတွေကလည်းစေဝကုသနေတဲ့ဒီလိုမျိုးတွားနေတဲ့ you are cha cha စစ်စီစစ်စင်ရေစင်နွဲနေတဲ့အကြောင်းလေးကိုကျွန်တော်နေငယ်တပြချင်ပါတယ်အဲ့ဒါကတော့ကျုံတို့မှာအကျန်ဖက်စစ်ခွေးအတွက်လုံးဝလှုပ်လို့မရအောင်ကျွန်တော်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စနစ်ကြစွာဝင်းရင်ပိတ်ဆို့ပြီးထွက်တဲ့ကောင်ဒီကောင်းထွက်ကောင်းပွင့်၆ောက်ထွက်၆ောက်ပြတ်အောင်ပြတ်နိုင်တဲ့ကျွန်တော်တို့လူငယ်စနိုက်ပါအဖွဲ့တွေကိုလည်းကျွန်တော်မိပါတွေမမေ့သိမ့်ပါဘူးဒါလေးကိုကျွန်တော်တင်ပြချင်တာပါဟုတ်ပါတယ်လက်ရှိအကြမ်းဖက်စစ်ခွတ်တဲ့အကြုံတိုးတွင်းထဲမှာကျွန်တော်တို့ဂျန်ဒရာဘတ်ခမာယာ905တက် ကျုပ်တို့နဲ့ကော့ဂရိတ်အထွက်ခမာယာ946တက်ရှိပြီးတော့မြို့တွင်းမှာယသိအကြောင်း အမှတ်တေအခြေခံပညာအထက်တန်းကျောင်းရေစကန်ကုန်းဘျူဟာကုန်းမူလာဒန်းလွန်ကျောင်းပြီးတော့ဥကွဲဇရက်တွေနဲ့ကျုံးလေးရွာထိတ်တွေမှာခံစစ်ပြင်ဆင်ထားတာပါသူတို့နဲ့ပဝင်ချင်း KB နဲ့အတွင်းမှာရှိရကျွန်တော်ရဲ့မိဘတွေကျွန်တော်ပြောတဲ့နေရာတွေကိုကောင်းကောင်းသိပါပါ အခုကျွန်တော်တင်ပြခဲ့တဲ့နေရာတွေမှာအကျမ်းဖတ်စိတ်ခွေးတက်ကခံစစ်ပင်ထားတာပါအဲ့ဒီနေရာတွေကို ကြည့်လိုက်ဘုံကြီးကြောင်းစာတင်ကြောင်းမူလာရန်လွန်ကြောင်းအောင်ပါသေးတယ်နောက်ဆုံးဇယက်လိုနေရာမျိုးကိုတောင်းမှခံစစ်ပင်တယ်အလိုခံစစ်ပင်နေတာကိုကျွန်တော် KNL နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအလုံးစုံပိတ်ဆို့ထားပါတယ် တော်လည်းတဲ့ကြီးတွေနဲ့ကျွန်တော်တို့ဘက်ကတရားစက်ပြက်ခတ်ချိန်မုံမှုတွေကြားနေ့စဉ်ခွေးလူဝတ်တော်ဟဲ့ညီတော်နေရတဲ့ထွက်ပေါက်မရှိတော့ဘူးဝင်ပေါက်မရှိတော့ဘူးကြောက်မိပါဒီချိန်နေလေးကိုခံစားသိမြင်မယ်လို့ညွှန်လင့်ပါတယ်ပြည်သူအရန်ကိုအသေးနာသွားပြီ ဂျပန်ဖက်စစ်တပ်ရုပ်မှာရိုင်းဆိုင်နဲ့ဒီကောင်တွေကိုကျွန်တော်တို့ရှင်တန်ခွင့်ပေးမှာမဟုတ်တလို့တနာညာတာထောက်ထားစရာလေအကြောင်းလုံးဝမရှိတဲ့အတွက်ထွက်တာနဲ့ပြစ်ခွဲပြီးသားကျွန်တော်ရင်မိပါလက်ရှိကျွန်တော်တို့ဂိမ်းပြည်နယ်တိုက်ပွဲအတွင်းထဲမှာကျွန်တော်တို့ဒါဒရုန်းအဖွဲ့ဝင်တွေဟာလေကျွန်တော်တို့အကြောင်းဖက်စစ်ခွေးတက်ကတိတ်ဆိတ်ရမိထားတဲ့120မမဘုံတီးထွေနဲ့အတူ ် upgrade လုပ်ထားတဲ့ကျွန်တော်တို့တဲယူရေးတိုက်ခိုက်ရေး drone တွေဟာဂျင်းချင်းနဲ့24နာရီ120မမမိုးသီးရွာချသလိုအကျံဖက်စစ် ခွေးခေါင်းပေါ်တွေမှာ ရွာချလျက်ရှိပါ ကြောင်းနဲ့ကျွန်တော်လူငယ်တွေရဲ့ sniper ဖိကတ်မှုတွေအတွင်းထဲမှာဥကောင်းခွန်နေလိုက်ကောက်လို့မရတဲ့အခြေအနေဆိုးတွေနဲ့ပါကြုံတွေ့နေရတဲ့အကြောင်းနဲ့ဓာတ်ပေါ်ဒီကို ကောက်ဖို့စရင်မလုတ်တလို့သူတို့အလောင်းကိုသူတို့ကောက်မနိုင်တဲ့အခြေအနေကြားထဲမှာထပ်မှန်ပြီးတော့သတင်းကောင်းတွေအများကြီးကြားရဖို့ရှိပါတယ်ဒီသတင်းလေးကိုတော့ကျွန်တော်ဒီလောက်လေးပဲပြောချင်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဒီကနေ့အရေးကြီးဆုံးသောသတင်းတစ်ခုတင်ပြချင်ပါတယ်အဲ့ဒါကတော့ပြည်တွင်းစစ်အမှန်တကယ်စတင်ပါမယ်ပြင်ဆင်ထားဖို့လိုပါတယ်ဒါဆိုရင်တော့အပိုင်းလေးနှစ်ပိုင်းကျွန်တော်ခွဲပြီးတော့ပြောပြပါမယ်ပြည်တွင်းစစ်ကို ကျောနိုင်ငံမှာတက်ထားတဲ့ခေါင်းစဉ်ဒီခေါင်းစဉ်က1948နောက်ပိုင်းတွေမှာတက်ခဲ့တာခဏအချိန်ကာလအထိ ဟုတ်ပြီဘယ်နိုင်ငံရဲ့တုတ်တည်တည်တည်ပဲပျော်ပျော်ဘယ်ကဘာရရက်ကခေါင်းဆောင်ပိုင်းတွေပဲဘလို့ပဲဆွတ်ဆူကျွန်တော်တို့နိုင်ငံရဲ့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုပြည်တွင်းစစ်လို့ပဲသူတို့ကသုံးတာပါမှန်ပါတယ်ကျွန်တော်တို့လက်ခံခဲ့ပါလေပြည်တွင်းစစ်ဟုတ်ပြီ ဲ့ဒီပြည်သင်းစစ်ဆုံးတက်ပါတော့မယ်ကျွန်တော်တို့ခေါင်းစဉ်တက်ထားတဲ့ပြည်သင်းစစ်ဆိုတဲ့ခေါင်းစဉ်နဲ့ပဲကျွန်တော်တို့အဆုံးတက်မှာဖြစ်ပါတယ်ဟုတ်ပြီတခိုးကြည့်ရင်ဓမြဓမြကြည့်ရင်တပုံတပုံကြီးသွားတော့လက်ရှိ ုတ်ချုပ်မင်းလုံးနေတဲ့အာနာယူကောင်တွေဖြစ်နေတာပါဆိုတော့သူတို့ရဲ့ယမတ်ဇောတွေကြောင့်သူတို့ရဲ့အကြမ်းဖက်တပြတ်မှုတွေကြောင့်သူတို့ရဲ့အလွန်အင်တန်ရုံမှရိုင်းဆိုင်မှုတွေကြောင့်ကျွန်တော်တို့တိုင်းရင်းသားညီကိုမောင်မတွေမခံမရက်နိုင်တဲ့အစိုးမရရလက်နဲ့ဆွဲကင်ပြီးတော့ကိုကံကြမှာကိုဖန်တီးဖို့အတွက်ကိုကိုကိုကာကွယ်ဖို့အတွက် တော်လန်ရေးစခဲ့တဲ့ပြည်ရင်းစစ်ဟာကနေ့ရွေးဦးတော်လန်ရေးနဲ့ပူပေါင်းမှုနဲ့အတူ KIA ဒါပြည်ရင်းစစ် AA ပြည်ရင်းစစ် MNDAA TNLA ပြည်ရင်းစစ်တို့ပြည်ရင်းစစ်ပြီးတော့ KNU ပြည်ရင်းစစ်ရပါအခုမိဒီအီယာကိုတပ်ဖွဲ့ဝင်မစိုးအနောက်မှာအပေါဆောင်ပါလာတာက အပေါင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ဟုတ်ပြီဒီပြည်တွင်း6ကိုကျွန်တော်တို့ပြည်တွင်းကကျွန်တော်တိုင်းသားညီကိုမောင်နှမတွေနဲ့ကျွန်တော်တို့လူငယ်တွေအဆုံးသက်ပေးမှဖြစ်တဲ့အကြောင်းကျွန်တော်ရဲ့မိဘတွေကိုပြောကြားခြင်းနဲ့အခုနှစ်တို့နှစ်တစ်နှစ်ရဲ့နှစ်ဝက်နေပါလောက် ရောက်ရှိနေပြီ။ ကျွန်တော်ကောင်းကောင်းသိပါတယ်အကျံဖက်စစ်ခွေးတက်ကရွေးကောက်ပွဲကိုတေချာဖို့လုပ်မယ်ဆိုတာလည်းကျွန်တော်တို့သိထားပါတယ်ဟုတ်ပြီဒီ6လကာလအတွင်းမှာ ပြည်သင်းစစ်ဆိုတာဘာလဲကျွန်တော်ပြပါမယ်။ဒါဆိုရင်အဲ့ဒီပြည်သင်းစစ်တွေတဲမှာတိုင်းဒေသကြီးမိသည့်နေရာမဆိုစစ်ပွဲတွေဖြစ်ပေါ်လာမှာဖြစ်တယ်။ရမုံမန်လေးနေပြီးတော့ပကိုးအကုန်လုံးပြည်သင်းစစ်ထဲမှာပါပါတယ် ဆိုတော့ကျွန်တော်မြို့ပြပြည်သူတွေဘလို့ပြင်ဆင်ထားရမလဲမိမိတို့ရဲ့အသက်အရေးကြီးဆုံးပါပြီးတော့မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေဒါမိမိတို့ရဲ့စားဝတ်စားရမ်းတွေကိုကိုယ်နဲ့မကွာအမြဲတမ်းထားရှိရမှာဖြစ်တယ်လို့မလို့လားအပဲနဲ့ဒါအကြမ်းဖက်စစ်ခွေးတက်နဲ့နိကက်စွာဒါနေထိုင်သွားလာတာတွေကိုသတိပြုစင်ကြင်ရမှာဖြစ်တယ်လို့မိမိတို့စစ်ဘေးရှောင်တဲ့နေရာတွေဟာအကြမ်းဖက်စစ်ခွေးဧရိယာတဲမှာမဖြစ်ဖို့အရေးကြီးပါတယ် ဆိုတော့ဒီအပိုင်းအတွင်းမှာဒေါအရကတတော် AAULA ကရခိုင်သူရခိုင်သားတွေကိုဒါရခိုင်နိုင်ငံတော်အတွက် AA မှာတာဝန်ထမ်းဆောင်ဖို့ဒါညွှန်ကြားချက်တွေထွက်ပေါ်လာပါတယ်အချို့ဒါရခိုင်သားတွေဟာဒါစစ်မှုမထမ်းခြင်းလို့ဆိုတဲ့ဒါအကြောင်းကြားချက်နဲ့ပြီးမှဒဲထီစပေးရှောင်နေတာကိုကျွန်တော်သတင်းတွေကြားနေရပါတယ်ပြီးမှဒဲထီဆိုတာက ရန်ကုန်ဧရိယာဝင်းကျင်နေပေါ့ဗျာဒါပေမဲ့လည်းပဲကျွန်တော်သတိပေးပြောကြားချင်တာကရခိုင်ဟာအရခနိုင်ငံအတွက်တိုက်ပွဲဝင်နေကြတာဖြစ်တယ်မိမိတို့ရခိုင်သူရခိုင်သားတွေနဲ့အတူတူအလုပ်လုပ်ဖို့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအားလုံးမှာတာဝန်ရှိပါလေကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေလူပေါ့ဗျာကျွန်တော်တို့လည်းဘယ်နိုင်ငံမှာရှောင်ပြေးနေတာမဟုတ်သလိုကျွန်တော်တို့ဘယ်သူရှီကိုလည်းမလဲကျွန်တော်တို့စစ်ဘေးရှောင်မနေပါဘူးဆိုတော့အနာက ဒါစပေးရှောင်းတဲ့အခြေအနေတခုကိုဒါပြောပြရင်းနဲ့ဒါရခိုင်ရဲ့စစ်မှုတန်းဥပဒေဒါထုတ်ပြန်လိုက်တာအမှန်တကယ်တမ်းတော့ရခိုင်ဟာလည်းပဲကိုကံကြမှာကိုဖန်တီးနိုင်ဖို့နဲ့အရခပြည်တော်ကိုပြန်လည်ထူတော်နိုင်ဖို့အလုံးမှာတာဝန်ကိုစီရှိနေတာပါဒီတာဝန်ကိုကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအကုန်လုံးကမဖြစ်မနေထမ်းဆောင်သင့်ပါတယ်စပေးရှောင်းသွားတယ်ပြည်မကတော့စပေးရှောင်းသွားတော့အကျွန်တော်ဖက်စစ်ခွတ်တဲ့စစ်မှုတန်းဥပဒေနဲ့လုကင်းနိုင်ပါမှာဒါအပြင် ရခိုင်မပုတ်နေခိုင်ဆောင်ထားတယ်ပြီးတော့ရခိုင်တန်ထွက်နေတဲ့သူတွေပေါ်ဖို့အချမ်းမဖက်စစ်ခွေးတက်နဲ့ဗျူစောတီတွေပြီးတော့လက်ကင်ထုတ်တွေဟာဘလောက်ထိငွေညှက်တယ်ဘလောက်ထိညင်မနှိမ့်ဆက်တယ်နောက်ဆုံးမှဘလောက်လိုမျိုးတက်ဖြတ်ခဲ့လဲဆိုတာတွေကိုလည်းကျွန်တော်တို့အရှိမကြတိခဲ့ပြီဖြစ်ပါလိမ့်မယ်ရခိုင်မြေမှာအရကတက်တော့ AA အတွက် ULA အတွက်ရခိုင်နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ရတာဘလောက်တောင်ဂုံယူစရာကောင်းလဲပြီးတော့ကို့မြေကို့ကြီးပေါ်မှာတိုက်ပွဲဝင်ရတာ ။ထမင်းငှက်စရာအကြောင်းမရှိဘူး။မြေပိုင်မှာစစ်နိုင်တာ။ဟုတ်ပြီ။ကျွန်တော်ဒီကနေ့မှတင်ပြခဲ့တဲ့အကြောင်းအရာတွေဟာပြည်ရင်းစစ်အမှန်တကယ်အစ်စ်အမှန်စတင်ပါတော့မယ်။ကျောင်းရင်မိဘပြည်သူတွေအသင်ပြင်ဆင်ထားပါ။ဆိုတော့တရင်ရရမှာကျွန်တော်တို့ဒါကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဒါအီအာကိုတပ်ဖွဲ့ဝင်တွေဒါအနည်းဆုံးသတင်းထုတ်ပြန်ချက်လေးတွေကိုနားစွန့်ပေးစီခြင်းပါတယ်။ ကျွန်တော်အလုံးဟာဒီပြည်တွင်စစ်ကိုအဆုံးသတ်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်ရဲ့မိဘတောချင်းစီတိုင်းဂျမကြီးအထူးကူပြုပေးပါကျိုးနိုင်ငံဟာကျွန်တော်ပြည်သူအလုံးရဲ့လက်ထဲမှာပါ ရှိပါတယ်ကျွန်တော်ပြည်သူအလုံးရဲ့ဆုံးဖြတ်ချက်အတွင်းမှာပဲကျွန်တော်နိုင်ငံအာနာရှင်အုပ်စု အောက်ကမကြခင်လွတ်မြောက် နိုင်တော့မှာဖြစ်တယ်လို့အာနာရှင်မှန်ပြောက်ကျွန်တော်တို့ပြည်သူခြေပြအောက်မှာဝတ်ဆင်းရပါမယ်လို့ပြောကြားရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါရစေ။နောက်လာမယ့်ဗီဒီယိုကိုတိတိပိုကောင်းကျွန်တော်အမြဲတမ်းစူးစမ်းပေးပါမယ်။လက်နက်ပေးစစ်ပေးကပေးကြောင်းနေလဲကျွန်တော်နိုင်ငံတွင်းမှာမိဘတအိုးကြီးစီတိုင်းဘေးနဲ့ကင်းရှင်းပါစေအောင်လေးနဲ့ဆူတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှင်းလေးပါ။